ဤဇာလန်လေးကတော့လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကဖြစ်ပြဲသွားခဲ့တဲ့ပြရမှာဖြစ်ပြဲလေးလို့ဆိုရမှာပဲဖြစ်ပါတယ်။ဘာလို့လဲဆိုတော့အများစုကတကယ်ရှိတယ်လို့ယုံကြည်နေကြလို့ပဲဖြစ်ပါတယ်။တခါတုန်းကရတ္တိဝုဒ္ဓဇာယလွန်လာပြီးနေရှင်စုဖွဲ့အလွန်ကောင်းတဲ့ရွှေကြည်တရွာရှိပါတယ်။အဒီရွာမှာအနေထိုင်သူတွေဟာသီလသမာဓိနဲ့ပြည့်စုံကြပါတယ်။ဒီလာသမတိနဲ့ပြည့်စုံတာကြောက်ပဲရွာသူရွာသားတွေဟာဆင်းရဲဒုက္ခဆိုတာမရှိတဲ့လောက်ကိုစာပါလွန်ခဲ့တာပေါ့ အဲ့ဒီရွာကြီးရဲ့ထူခြားတာကတော့ဒီလသမားကြီးမရှိတဲ့သူဆိုရင်ရွာကြီးကိုဘလို့မှမမြင်နိုင်တာပဲဖြစ်ပါတယ်။ရွာပြောက်ကြီးဆိုရင်လည်းမမပါဘူးပေါ့ဗျာ။ဒီနေ့မှာတော့အမောင်းဆိုတဲ့ရှင်းစရာလူငယ်လေးတယောက်ဟာရှင်းမြေတွေကိုစားဖို့တော့နေကြီးတစ်ခုတည်းကိုဝင်လာခဲ့တာပေါ့။အမောင်းဟာရှင်းကူတဲ့နေရာမှာရှင်းတွေကိုပို့ပြီးအစွမ်းထက်အောင်လို့အာဘဒီလကိုစောက်ထင်းနေတဲ့သူလည်းဖြစ်ပါတယ်။သူတစ်ပါးရဲ့အကျိုးကိုလိုလားတဲ့သူလည်းဖြစ်တာပေါ့။ ။အာမောင်ရဲ့ဖြူစင်တဲ့စိတ်ထားတွေကြောင့်ပဲအာမောင်ဟာမထင်မှတ်တာတွေကိုကြုံတွေ့လာခဲ့ရပါတယ်။အာမောင်ဟာရှစ်လွယ်အိတ်ကိုလွယ်ပြီးတောထက်ကိုဝင်လာရင်တောထဲကြီးထဲကနေမိမငယ်လေးတစ်ဖွဲ့ထွက်လာခဲ့တာကိုတွေ့လိုက်ရပါတယ်။မင်းမငယ်လေးတွေရဲ့မျက်နှာတွေကတော့အလွန်အေးချမ်းတည်ငြိမ်နေပြီးအလွန်ကိုလည်းချော်မောလပ်ပါလွန်လာပါတယ်။အမောင်ကလည်းတပိတပိကို꿰ပြီးစောက်ကြည့်နေခဲ့တာပေါ့။ မိမပြိုလေးတွေဟာတောဆတ်ကိုရောက်လာတဲ့အခါမှာတော့သူတို့ရဲ့အမစင်ကေတဖြစ်တဲ့တည့်ရွယ်လေးတွေကိုနေရာတစ်ခုစီမှာချက်ထားပြီးသူတို့ရဲ့လူရခီးကိုကတ်သွားကြပါတယ်။မိမပြိုလေးတွေထွက်သွားပြီးချိန်မှာတော့အမောင်ဟာမိမပြိုလေးတွေရဲ့နေရာဒေသနဲ့အလိုဒီလိုဒီလုံနေတာလဲဆိုတာကိုသိချင်းသွားလို့မိမပြိုလေးတယောက်ရဲ့ရေပြင်မှာချက်ထားတဲ့တည့်ရွယ်တည့်ရွယ်ကိုယူထားလိုက်ပါတယ်။အဲ့ဒီနောက်မှာတော့သမောင်ဟာတိပင်ပေါ်ကိုတဲ့ပြီးမမပြိုလေးတည်းရဲ့ပြန်လာကိုပုံပြီးဆောက်လို့နေခဲ့တာပေါ့ ။ယနေ့ခေတ်အချိန်ကိုရောက်လာတဲ့အခါမှာတော့မဲမပြိုလေးတွေဟာသူတို့ရဲ့ခရီးကပြန်လာခဲ့ပါတယ်။မဲမပြိုလေးတွေဟာသူတို့ရဲ့သရွက်လေးတွေကို ကောက်ယူပြီးလေထဲမှာပဲကြောက်ခွဲသွားကြတာပေါ့။ဒီအဖြစ်ကိုမြင်တွေ့ရတဲ့တာမောင်ကတော့အလွန်ကိုအံ့ဩလို့နေခဲ့ပါတယ်။ဒါပေမဲ့မဲမပြိုလေးတစ်ယောက်ကတော့တာမောင်ဟာသူ့ရဲ့သရွက်လေးကိုယူထားတာကြောင့်ပဲသူ့ရဲ့သရွက်ကိုဆာမတွေ့ဖြစ်နေခဲ့ပါတယ်။ မိမရွေလေးဟာတိရွက်ကိုစာမတွေ့လို့အိမ်ကိုမပြန်နိုင်ဖြစ်နေခဲ့တာပေါ့အဲဒါကြောင့်ပဲမိမရွေလေးဟာငိုကြွေးလာခဲ့ပါတယ်မိမရွေလေးငိုကြွေးနေတာကိုမြင်တော့သာမောင်ဟာသနာလာပြီးတိပိန်ဘောကနေမြေပေါ်ကိုခုန်ဆင်းလာခဲ့ပါတယ်သာမောင်ဟာမိမရွေလေးကိုကြည့်ပြီးမင်းကလေးမင်းဆန်နေတာဒါလားအကိုကညီမတို့ဘယ်ကလာလဲဆိုတာကိုသိချင်လို့ယူထားတာပါညော့မင်းရဲ့တိရွက်လေး အမောင်ဟာဒီလိုပြောပြီးတိရွက်လေးကိုမင်းမပြိုလေးကိုလမ်းပေးခဲ့လိုက်ပါတယ်။မင်းမပြိုလေးကလည်းအကြောင်းစုံကိုပြောပြခဲ့လိုက်တာပေါ့။အမောင်ဟာမင်းမပြိုလေးရဲ့ရွာကိုလိုက်ချင်တယ်လို့ပြောလိုက်တဲ့အခါမှာတော့မင်းမပြိုလေးကလည်းအမောင်ကိုသူ့ရဲ့ရွာကိုခေါ်သွားခဲ့လိုက်ပါတယ်။အမောင်ဟာမင်းမပြိုလေးနဲ့လိုက်သွားရင်ခဏအကြာမှာတော့မင်းမပြိုလေးရဲ့ရွာကိုရောက်သွားခဲ့ပါတယ်။အဲဒီရွာကိုရောက်သွားတဲ့အချိန်မှာတော့တာမောင်ဟာပိုပြီးအံ့ဩသွားခဲ့ရပါတယ်။ ။ဘာလို့လဲဆိုတော့တရားလုံးမှာမိမ့်မတိုက်ဒီကြီးဖြစ်နေခဲ့လို့ပဲဖြစ်ပါတယ်။ယောက်ျားသားကိုတယောက်ကလေးတောင်မှ မတွေ့ခဲ့ရပါဘူး။အဲ့ဒီအချိန်မှာပဲမင်းမပြိုလေးကသူတို့ရွာရဲ့ရွာတလေးနဲ့အလေးအချင်းတွေကိုသာမန်ကိုပြောပြခဲ့တာပေါ့။အကိုဒါကညီမတို့ရွာပဲဒီရွာကိုတော့မိမ့်မပြိုရွာလို့ခေါ်တယ်။ဒီရွာမှာတရားလုံးကမိမ့်မတိုက်ဒီကြီးပဲနေကြတာ။နောက်ပြီးဒီရွာကလူတွေက၅ဘာကီလာကိုစောင့်ထိန်ကြရတယ်ရှင်။ ဒီလတစ်ပါးပါးကိုချူပေါက်တဲ့သူဆိုရင်တော့လွယ်လေးကနေအပီးပိုင်ထွက်သွားကြရတယ်။အမောင်လေးမင်းပြိုလေးအမျက်နာကိုကြည့်ပြီးနားထောင်နေခဲ့တာပေါ့။အမောင်ဟာမင်းပြိုလေးကိုချစ်မိသွားပြီးအကိုရောဒီရောမှနေလို့မရဘူးလား။အမှန်တမ်းပြောရရင်လေအကိုမင်းကိုချစ်မိနေပြီကွ။မင်းပြိုလေးကလည်းဆက်ပြုံးကလေးပြုံးပြီးအဘဒီလကိုစောက်ထိန်နိုင်ရတော့နေလို့ရတယ်လို့ပြန်ပြောခဲ့လိုက်ပါတယ်။ ဒီလိုနဲ့သူတို့စကားပြောလို့အပြီးမှာတော့မိမရိုလေးဟာသာမောင်ကိုသူ့ရဲ့အိမ်ကိုခေါ်ပြီးအမေဖြစ်သူနဲ့တွေ့ပြီးခဲလိုက်ပါတယ်။သာမောင်ကလည်းအမေဖြစ်သူရှိရောက်ရင်ပဲစကားတွေကိုအပြန်အလှန်ပြောဆိုပြီးမိမရိုလေးကိုချစ်နေကြောင်းလက်ခတ်ရှင်ကြောင်းပြောကြားလိုက်ပါတယ်။အမေဖြစ်သူကလည်းဘာအဆင်အတတ်မှမခွဲခြားပဲငါဘတိလာနဲ့ပြည့်စုံတဲ့သာမောင်ကိုသမီးလေးနဲ့ဘောတူခဲလိုက်တာပေါ့။ ဒီလိုနဲ့တာမောင်တို့ဟာပက်ထရိုဆစ်ဆွေးနွေးလာခဲ့ရင်အချင်းကြားလာတဲ့အခါမှာတော့အမိရတနာလေးတစ်ပါးကိုဖာမြင်လာခဲ့ပါတယ်။သူတို့မိသားစုဟာအယံကိုပြောဆွင်ခဲ့ကြတာပေါ့။ဒါပေမဲ့အဲ့ဒီပြောဆွင်မှုဟာအကြာကြီးမခံဘဲပျက်စီးခြင်းကိုရောက်လာခဲ့ပါတယ်။ဒီနေ့မှာတော့တာမောင်ဟာမိမဖြစ်သူရွာထဲသွားနေတော့ခလေးနဲ့အတူနေခဲ့တာပေါ့။အဲ့ဒီအချိန်မှာခလေးကနိုးလာပြီးငိုလာခဲ့ပါလေရောဗျာ။ အမောင်ကလည်းဘာမှလုပ်မတတ်ပဲခလီအငိုတိတ်အောင်ရှူပြီးစကားခွန်ကိုပြောခဲလိုက်ပါတယ်။သမီးလေးမငိုနဲ့တော့နော် အမေပြန်လာတော့မယ်နော်တိတ်တိတ်တိတ်မိပြန်လာနေပြီနော်သမီးလေးမငိုတဲ့တော့ဒီစကားကိုကြားတော့အင်းအောင်ဖေးဖေးမှချက်ပြုတ်နေတဲ့မိမပြိုလေးရဲ့အမေကအင်းစစ်ကိုထွက်လာခဲ့ပါတယ်။ဘာလို့လဲဆိုတော့မမပြိုလေးဟာအလောက်ကိစ္စနဲ့တရဲအေးနရဲခရီးသွားနေလို့ပဲဖြစ်ပါတယ်။ဒီနေ့ဘလို့မှ မပြန်လာနိုင်ဘူးဆိုတာကို 5G ကသိလို့နေခဲ့တာပေါ့။ အမောင်ဟာသမီးဖြစ်သူကိုလိန်နေမိပြီဆိုတာကိုအဖကြီးကကောက်ကောင်းသိနေခဲ့တာပေါ့ဒါပေမဲ့အဖကြီးကဘာမှမပြောဘဲမဲမပြိုလေးရဲ့ပြန်လာကိုစောက်လို့နေခဲ့ပါတယ်နောက်တနေ့မဲမပြိုလေးပြန်ရောက်ချိန်မှာတော့သမီးသမီးရဲ့ယောက်ျားကမနေ့ကမဟုတ်မမှန်တဲ့စကားကိုပြောခဲ့တယ်ကွသူဟာဒီရွာမှာဆက်ဖြစ်နေလို့မရတော့ဘူး तू ဆက်နေမှဆိုလို့ရှိရင်တရွာလုံးဒုက္ခရောက်လိမ့်မယ်ကွဟုတ်လားမေ तू လိန်ခဲ့တာလား ဒါဆိုရင်တော့သူဒီရွာမှာဆက်နေလို့မရဘူးဆိုတာကိုသမီးသိပါတယ်။သမီးသူ့ကိုပြောလိုက်ပါမယ်နော်။မင်းမပြောလေးဟာမျက်နှာညွန့်ငယ်စွာနဲ့ပဲအမေကို ပြန်ပြောခဲ့တာပေါ့။အဲ့ဒီနောက်မှာတော့မင်းမပြောလေးဟာတစ်ဥတွေကိုအာမောင်ကိုပေးဖို့ထုတ်ပို့လိုက်ပါတယ်။အနည်းချင်းအကျင့်ရောက်လာတဲ့အခါမှာတော့မင်းမျိုးလေးဟာသာမောင်ကိုပြန်ဖို့တောဆနာကိုလိုက်ပို့ခဲ့ပါတယ်။အကိုအကိုရဲ့မတိစိတ်တွေကထွက်လာတဲ့မှုသားစကားတစ်ခုကြောင့်ညီမတို့ရွာမှာဆက်နေလို့မရတော့ဘူး။အကို အကိုနဲ့ညီမဒီမှာပဲလမ်းခွဲရတော့မယ်ရှင်ဒီတော့လမ်းလေးအတိုင်းဆောက်သွားလိုက်ပါတော့အကိုအကိုရွာကိုတက်တက်မမပြန်ရောက်သွားလိုက်မယ်မမပြောလေးဟာဒီလိုပြောပြီးနောက်မှာတော့အမောင်ဟာသူ့အမားဒီကြောက်ဘာမှမပြောတော့ပဲတော်လမ်းလေးအတိုင်းပြန်သွားခဲ့ပါလေမမပြောလေးကလည်းရင်ထက်ကခံစားနေရပြီးတဆုတ်ဆုတ်ငိုလို့နေခဲ့တာပေါ့သမဟာလမ်းလေးအတိုင်းဆောက်လိုက်ရင်မိမဖြစ်သူထက်ပြေးလိုက်တဲ့တိဥ္ဒီကအလေးနေတယ်လို့ခံစားလာခဲ့ရပါတယ် အဲ့ဒီအချိန်မှာပဲတမောင်ဟာလွဲအိတ်ကလေးထက်ကတဲဥတွေကိုနိုင်ပြီးမြေပေါ်ကို လွင်ပြစ်ခဲ့တာပေါ့သူဟာတဲဥတစ်ခုကိုသာအိမ်ကိုပြန်တယ်လာခဲ့ပါတယ်ဂျန်နာတွေကိုတော့လွင်ပြစ်ခဲ့လိုက်တာပေါ့တမောင်ဟာရွာကိုပြန်ရောက်ချိန်မှာတော့ဓာတုရသတွေကတမောင်ပြန်ရောက်သွားတာလေကွာမတွေ့ရတာရှာပြီးဓာတုရသတွေဟာဒီလိုမေးချိန်မှာတော့တမောင်ဟာအဖြစ်အပျက်တွေကိုပြောပြခဲ့လိုက်ပါတယ် နောက်ပြီးမိမဖြစ်သူကတေးဥဒီတောင်ထက်ပေးလိုက်တယ်ဆိုတာကိုပြောပြီးရွာသားတွေကိုတက်တည်ပြဖို့ကြံနေတဲ့အသေးဥတစ်ခုကိုလက်အိတ်ထက်ကဆွဲထုတ်ခဲ့လိုက်ပါတယ်။ဒီချိန်မှာပဲသူမြင်ရတာကတော့တေးဥကတေးဥမဟုတ်တော့ပဲဆွေချောင်းဖြစ်နေခဲ့တာကိုပဲဖြစ်ပါတယ်။သာမောင်လေဆွေချောင်းကိုမြင်မှမြင့်ပြခဲ့မိတဲ့တေးဥတွေကိုသတိရလာပြီးတော့ထက်ကိုအမြန်ပြန်ဝင်ခဲ့တာပေါ့။ဒါပေမဲ့အစောတုန်းကသူပြစ်ခဲ့တဲ့တေးဥတွေဟာအပင်ကြီးတွေတောင်ဖြစ်နေခဲ့ပါပြီ။ အမောင်လေးအပင်အရင်ထိတူပြီးအရင်ကတိဥကို စာဖွေနေခဲ့တာပေါ့ဒါပေမဲ့အဲ့ဒီတိဥတွေကတော့ရိုးရိုးစာမှန်တိဥတွေပဲဖြစ်နေခဲ့တာကိုအမောင်တယောက်တွေ့ခဲ့လိုက်ရပါတယ်အမောင်လေးလက်ဆွတ်လိုက်ပြီးရွာထဲကို ပြန်ဝင်လာခဲ့ပါတယ်နောက်နေ့ဒီမှာလဲသမောင်ဟာရွာပြောက်ကြီးကိုစားဖို့တောထက်ကိုနှစ်တိုင်းလိုလိုသွားရောက်ခဲ့တာပေါ့ဒါပေမဲ့သူဘလို့ပင်စားတော့ညလဲရွာပြောက်ကြီးကိုတော့ဘယ်တော့မှမတွေ့ခဲ့ရတော့ပါဘူး ဒီဆက်လမ်းလေးကတော့ဘာမှမဟုတ်တဲ့အမားလေးတစ်ခုကဘွားတစ်ခုလုံးကိုပြက်စီသွားနိုင်တယ်ဆိုတာကိုပဲဖြစ်ပါတယ်။ဒီအဖြစ်အပျက်လေးကိုတော့တကယ်ဖြစ်မှသမိုင်းလို့လူအများကလက်ခံထားကြပါတယ်။အားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ။